ညမောင်တွင်ထင်ရှားပြီးလင်းလက်နေသော ပိုးစုံကျူးများပြန်တန်းနေသည်ကိုတင်မြင်တွေ့ဘူးပါလိမ့်မည်။သူတို့ဟာဘာကြောင့်အလင်းကိုထုတ်လွှတ်နိုင်ကြတာလဲ။သူတို့ရဲ့တက်တန်းကတော့ဘလောက်လဲသူတို့ဘလို့နေထိုင်ကြသလဲ။စသောအကြောင်းအရာများအပြင်ထူးခြားဆန်းပြားသည့်ပိုးစုံကျူးအင်ဆက်ကလေးများအကြောင်းကိုယခုဗီဒီယိုတွင် တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ဘာပေါ်တွင်ပိုးဆုံးကျူးမျိုးစိတ်ပေါင်း1100ခန့်ကို သမပိုင်းစုံနှင့်အပူပိုင်းရာသီဥတုများတွင် တွေ့ရှိနိုင်ကြပါသည်။သူတို့ဟာညာဘက်တွင်ကျဆားလေးရှိသည့်အင်းဆက်များဖြစ်ကြပါသည်။အချို့ပိုးဆုံးကျူးအင်းဆက်မျိုးစိတ်များဟာပြန်တန်းနိုင်ကြတော့လေအချို့အမမျိုးစိတ်တွေကမပြန်တန်းနိုင်ကြပေ။ပိုးဆုံးကျူးအင်းဆက်ကလေးများကိုကမ္ဘာတဝန်းတွင် တွေ့ရှိနိုင်ပါသည်။အမေရိကန်ပြည်အောင်စု၏ ရိတ်စမိုကီတောင်တန်းများမှအရှိတောင်အာရှ၏တဘာဆိုင်ခင်းများအထိပြန့်နှံ့နေထိုင်ကြပါသည်။အမေရိကန်၊ဂျပန်၊အိန္ဒိယနှင့်ဥရောပအချို့နေရာများတွင်ပိုးစုံကျူးအင်ဆက်ကလေးများအများပြားရှင်သန်နေထိုင်ကြသည်ကို တွေ့ရှိရပါသည်။မလေးရှားနိုင်ငံကမ်ပေါင်ကွန်တန်ရွာတွင်အလင်းရောင်တောက်ပနေသောပိုးစုံကျူးအင်ဆက်ကလေးများကိုမြေကမ်းတလျှောက်ကြပြိုင်နေနင်းလက်ကတဘာဝ၏အံ့ဖွယ်မြင်ကွင်းကိုဖန်တီးပေးထားသလိုဖြစ်နေကြပါသည်။ အိုးဆုံးကျူးအင်ဆက်ကလေးများရဲ့အလင်းရောင်ဘာကြောင့်ထွက်ပေါ်နေရသလဲဆိုတာကို လူတွေကသိရှိလိုကြပါတယ်။သူတို့ဤဝမ်းပိုင်အောင်မှာအလင်းထွက်တဲ့အော်ဂင်များရှိကြပါတယ်။ Luciferin, Oxygen နဲ့အင်ဇိုင်းများပေါင်းစပ်ကဇီဝအလင်းထုံခြင်းပူခေါ်သောအပူမရှိသောအလင်းရောင်ကိုထွက်ပေါ်စေပါတယ်။ မျိုးစိတ်တစ်ခုစီတွင်ထူးခြားသောအလင်းရောင်ပုံစံများရှိကြပါသည်။အဝါရောင်အစိမ်းရောင်ပရင်းရောင်တို့ကိုထုတ်လွှတ်ကြပါသည်။ပိုးဆုံးကျူးတွေဟာမျိုးနွယ်စုအလိုက်အလင်းထုတ်လွှတ်ပုံမတူကြပါဘူး။မိတုပ်မိတုပ်လုပ်နေတာဟာမိလိုက်ဖို့ပေါ်ရှာနေကြတာဖြစ်ပါသည်။ပိုးဆုံးကျူးတွေရဲ့အလင်းကိုလင်းလိုက်မှိတ်လိုက်ဖြစ်အောင်ဘယ်လိုလုပ်သလဲဆိုတာကိုသိပ္ပံပညာရှင်တွေကတော့နားမလည်နိုင်သေးပါဘူးပိုးဆုံးကျူးတွေဟာအလင်းရောင်မှိတ်တုပ်မှိတ်တုပ်ဖြစ်အောင်လုပ်ပြီး အခြားသတ္တဝါတွေကို6လနဲ့ခုခံကာကွယ်ရေးနည်းဖြစ်လဲတုံးတက်ကြပါသေးတယ်။အချို့မျိုးစိတ်ဖြစ်ကြတဲ့ပိုတရစ်အမများဟာအခြားမျိုးစိတ်ဤအချက်ပြမှုများကိုတူးပပြီးအချီးများကိုဆွဲဆောင်ကစားသုံးလိုက်ကြပါတယ်။ဘိုးဆုံးကျူးအင်ဆက်ကလေးများရဲ့အရွယ်အစားကတော့9မီလီမီတာမှ25မီလီမီတာ အရှိရှိကြပါတယ်။စက်ကူညက်သေးသေးလေးအရွယ်အစားလောက်သာရှိကြပါတယ်။ ြန်ပြီးရှေးလျားသောကိုရယ်များတွင်အညိုရောင်အနက်ရောင်တို့မဟုတ်မိခိုးရောင်ပါသောအတောင်များပါရှိကြပါသည်။သူတို့၏တက်တန်းကတော့ခဏတာသာရှိတော်လဲမော်ဆန်လှပါသည်။အွေရောက်ပြီးတော့ပိုးဆုံးကျူတကောင်သည်ရက်သက်တပတ်အနေငယ်သာ အသက်ရှင်ကြပြီးမိလိုက်ရန်နှင့်ဦးများဦးရန်လုံလောက်သည့်အချိန်တိုင်းတာတစ်ခုလည်းဖြစ်ပါသည် သို့သောတားလောင်းအဆင့်တွင်မြေကြီးထဲ၌အချိန်နှစ်နှစ်လောက်နေထိုင်ကာစောင်းခိုတက်ကြပါသည်တားလောင်းဘဝတွင်ခရုများပတ်ကြည်များပိုးပေါင်များနှင့်အခြားအင်းဆက်များကို စားသုံးတက်ကြပါသည်လေပိုးဆုံးကျူးအင်းဆက်ကလေးများဟာညအမှောင်ကို နှစ်တက်ကြပြီးလူရည်တီထွင်ထားတဲ့ပြည့်စွင့်မီးရောင်များကိုမနှစ်တက်ကြသောတတဝါကလေးများဖြစ်ပါသည်မြို့ပြမီးရောင်များဟာသူတို့ကိုနှောက်ယှက်ဖြစ်စေပါသည် ့၏ဆွဲဆောင်မှုရှိသောအလင်းရောင်ကြောင့်နင်းတို့များဖားများပိန့်ကူများကဲ့သို့တားရဲတရိစံများ၏စားသုံးခြင်းကိုခံနေရတဲ့တတဝါကလေးများဖြစ်ကြပါသည်ဤသောလုပ်ငန်းများအားကောင်းလာခြင်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနေခြင်းတို့ကြောင့်သူတို့၏နေထိုင်ရာနေရာများဆုံးရှုံးလို့လာနေပါတော့တယ်။ ဒီဗီဒီယိုကလေးကတော့ဒီလောက်ပါပဲတင်းတို့လည်းအခုလောက်ဆို ပိုးဆုံးကျူးအင်ဆက်ကလေးများ၏အကြောင်းကိုသိရှိနားလည်နိုင်ပြီဟုယူဆရပါတယ်နောက်ဗီဒီယိုများမှာလည်းတဘာဝတရားကြီးတွင်မိတင်းနေထိုင်နေကြသောသတ္တဝါများ၏စိတ်ဝင်စားပွဲရာအကြောင်းများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသောကြောင့်ဒါမိဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့